စေတနာကောင်းရင်ကံကောင်းကြောင်းသက်သေပြခဲ့ပြီးမြန်သူတိုင်းကိုကြည်နူးစေတဲ့မန္တလေးမြို့ကအလौသမားတယောက်ပရိသတ်များအလုံးမင်္ဂလာပါရှင်ဆလင်စိုက်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မတ်လမှာဖြစ်ပွားခဲ့တဲ့ငလင်ဟာလူတွေတော်တော်များများကိုတန်ဝေခရစေပြီးတော့သင်ငန်းစာတွေပေးခဲ့ရဖြစ်ပါတယ်။မြင်မကောင်းလောက်တဲ့ဒီလူတွေရဲ့အသက်မရှိတဲ့ခန္ဓာတွေနဲ့တိုက်ပြိုတိုက်ပြတ်တွေဟာလူတွေရဲ့ဘဝဟာတစ်ဆက်ကအတွင်းမှာတင် အနှိမ့်စရောက်သွားနိုင်ကြောင်းကိုထင်ပြနေရဖြစ်ပါတယ်။ ဒီလိုမျိုးသင်ခန်းစာယူစရာတွေများကြီးတဲမှာလူရည်ရဲ့သဘောတဘာဝအကြောင်းတွေကိုလည်းများစွာသိကြရပြန်တာပဲဖြစ်ပါတယ်။လူရည်ရဲ့အတားနဲ့လောဘတွေဟာအခုလိုမျိုးအဖြစ်ဆိုးတွေကြားမှတောင်အတော်မတတ်နိုင်မယ်။ကိုယ်တဘူတဲ့ကောင်းစားဖို့အတွက်ပြုလုပ်နိုင်ကြသေးတဲ့အကြောင်းကိုလည်းမျက်မြင်ကိုယ်တွေ့မြင်ခဲ့ကြတာဖြစ်ပါတယ်။ချမ်းသာလာကြည်ရဲ့ဆိုတဲ့တတိကြီးတွေနဲ့အဖိုးကြီးလာတဲ့အဥ္စာပစ္စည်းတွေဟာတခဏအတွင်းမှာပဲမြေကြီးအောက်ကိုရောက်သွားခဲ့ပြီးတော့တံပိုးလုံးဝမဲသွားတဲ့အထိအဖြစ်ပြက်တွေနဲ့ကြုံနေခဲ့တာဖြစ်ပါတယ်။ တိုက်ပြိုတွေကြောင့်မှအသက်ငယ်နေတဲ့သူတွေကိုတွေးပေမဲ့လည်းကိုမှရှိတဲ့လက်ဝဲတန်းစာတွေကိုသာယူပြီးတော့လူအသက်ကိုတော့စက်ကလေးငက်ကလေးအသက်ငယ်တယ်လို့ထားခဲ့ရပဲဖြစ်ပါတယ်။ဒီလိုမျိုးမြေတားရှားပါတဲ့ခေတ်ကြီးမှာမန္တလေးမြို့ကခန့်တယ်ဝါကြောက်စိမ့်ကုမ္ပဏီကတော့ဝန်ထမ်းကောင်းကိုရရှိခဲ့ရဖြစ်ပါတယ်။ ခန့်တယ်ဝါကုမ္ပဏီဟာလူငယ်ရိစုပေါင်းလုပ်ကင်တဲ့လုပ်ငန်းဖြစ်ပြီးတော့ဝန်တန်းရဲ့လူကြီးကြီးမားမားမရှိပါဘူး။ငလင်လုတဲ့အခါမှာတော့တိုင်လေးတက်ကနှစ်ထပ်ထိတန်းပြီးတော့မြုပ်သွားခဲ့တဲ့အတွက်ပစ္စည်းတွေတခုမှမရလိုက်တာဖြစ်ပါတယ်။ခန့်တယ်ဝါကုမ္ပဏီရဲ့ပိုင်ရှင်နှစ်ဦးကသာအသက်လွတ်အောင်ပြေးနိုင်ခဲ့ပေမဲ့ကုမ္ပဏီအောက်မှာကျန်ခဲ့တဲ့ပစ္စည်းတွေကတော့တခုမှအယူမရခဲ့ရပဲဖြစ်ပါတယ်။ကျန်ခဲ့တဲ့ပစ္စည်းတွေအကုန်လုံးဟာတန်ဖိုးကြီးရဲ့ကြောက်စိမ်းတုံးတွေပဲဖြစ်ပါတယ်။မျက်စိရှိမှပဲတိုက်ပြိုကျသွားပြီးတော့တန်ဖိုးကြီးရဲ့အရာတွေအကုန်လုံးစုံစုံ မြုပ်သွားခဲ့တဲ့အတွက်နေစရာလည်းမရှိသလိုခွာလို့လည်းမရဖြစ်နေခဲ့တာဖြစ်ပါတယ်။ဒီလိုချိန်မှာကုမ္ပဏီဝန်ထမ်းတဟူးဟာတာဝန်တည်တက်လုံးနဲ့အပြင်ပြိုကျသွားတဲ့တိုက်တွေကိုလည်းကြီးစုဆောင်ရှောက်ပေးတာဖြစ်သလိုတိုက်အောင်မှာမြုပ်နေတဲ့ပစ္စည်းတွေကိုလည်းဘယ်သူမှမယူအောင်ဆောင်ပေးမယ်ဆိုပြီးတော့ပြောကြားလာခဲ့ရပဲဖြစ်ပါတယ်။ အဲ့ဒီဝင်တဲ့ဟာသူ့ရဲ့အပြော်အတိုင်းတိုက်အောက်ကိုရောက်နေတဲ့ပစ္စည်းတွေကိုအယယူပေးခဲ့ပြီးတော့ပိုင်ရှင်လင်မယားအတွက်များစွာအောက်ကိုခဲ့ရတာဖြစ်ပါတယ်။လောဘလည်းမရှိပဲလုံးတင်တာထပ်ပို့ပြီးတော့လုခဲ့တဲ့အပြင်အစားအသောက်နဲ့လာလူသမျှပစ္စည်းတွေထောက်ပံ့ခြင်းတွေအကုန်လုံးကိုလည်းစည်ရင်စရာနဲ့ပိုင်ရှင်လင်မယားစီမှာအပ်ပေးခဲ့ရပဲဖြစ်ပါတယ်။ဒီလိုမျိုးတာဝန်တည်လွန်ပြီးတော့လူသားဆန်တဲ့ဝန်ထမ်းကိုကျေးဇူးပြန်ဆက်ခြင်းပဲလေပိုင်ရှင်လင်မယားဟာတိုက်လေးတက်လေဖြိုထားခဲ့ရပြီးတော့အလုတ်ကင်လည်းပြန်မဆရသေးတဲ့အတွက်ထိုက်တန်တဲ့ငွေ ကြီးမပေးနိုင်သေးပါဘူး။ဒါကြောင့်ရှိတဲ့ငွေလေးနဲ့ဇွဲထက်မှာတန်ဖိုးရှိတဲ့ရွှေလက်စွပ်လေးတစ်ကွင်းကိုအမြန်သွားလုပ်ခဲ့ပြီးတော့ငွေသား73သိန်းနဲ့အရင်ဆုံးကျေးဇူးဆက်ထားပေးရဖြစ်ပါတယ်။ အလုံးပြင်ဆင်ပြီးမှလုပ်ငန်းတွေပြန်လည်ပတ်တဲ့အခါမှာအဲ့ဒီဝန်ထမ်းတွေထိုက်တဲ့တန်တန်ထပ်ပြီးတော့ကျေးဇူးဆက်ပါမယ်လို့ပြောကြားနေခဲ့ပါသေးတယ်။လူအများကတော့အခုပေးတဲ့ဆက်သသိန်းဟာနည်းတယ်လို့ဆိုပေမဲ့ဝန်ထမ်းနဲ့ပိုင်ရှင်ကြားကနှွေးထည့်တဲ့သဘောထားနဲ့စေတနာတွေကြောင့်မြင်ရတဲ့သူတိုင်းဟာစေတနာအမှန်တကယ်အကျိုးပေးကြောင်းသိရှိမှာဖြစ်ပါတယ်။ဒါကြောင့်စေတနာကောင်းရင်ကံကောင်းတယ်ဆိုတဲ့စကားကိုတတ်သိပြခဲ့တဲ့မန္တလေးမြို့ကကြောက်ဝိုင်းလုံသားလေးနဲ့ပတ်သက်ပြီးတော့ပြည်သက်ကြီးတို့ရဲ့အမြင်ကိုလည်းခေါမှတ်မှဝေးမြခဲ့ပါအောင်ရှင်။ အဆုံးတကြိရှုပေးရတော့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။